ရအိမ်မှာတော့ငါရေးဖြစ်နေတာနော်ငါ့ကိုတောင်းရဲသေးရနော်နှင်းစီရဲ့အကူကနှင်းစီတို့ဖေဖေလိုပါပဲငငယ်ကလေးကကျွေးမွေးစောက်ရောက်ခဲ့တာမမမတို့ရဲ့ကိုသူကုံကားမောင်းနေလူတိုင်းပြီလို့အချုပ်ကြနေတာတေဝရဲ့မိသားစုဘက်ကလည်းတိတ်နေရပင်လို့ရှိရင်ချေးပေးမယ်ဆိုလို့နှင်းစီတကယ်ကိုကြီးလို့ဒီလိုမမမတို့ရဲ့ကိုကြီးပါလို့နှစ်ထရမာတွေကရမ်းများနေပြီနော် ။အရင်တစ်ခေါက်ကလည်းနင့်မေဆေးဖို့ဆိုပြီးတောင်းနေတယ်။ခုတစ်ခေါက်ကျတော့နင့်ကိုနင့်တိတ်ထားရမှာ။ဒီအိမ်ကြီးမှာနင့်လုံနေတဲ့လောက်ကအိမ်ဘောဆိုတာမမေ့နဲ့နော်။နင့်ကငါပါစားပေးထားတယ်ဆိုပြီးအခွင့်အရေးကိုလိုရာထက်ပို့ပြီးယူမလာနဲ့။မင်းစီတကယ်အကူအညီလိုနေလို့ပါမမဝင်ရယ်မင်းစီအကူအညီပေးပါဟဲ့ဒီအချိန်မှာငါငါလုံးတွေများပြီးစိတ်ရှုပ်နေတာမပေးနိုင်ဘူး အားလုံးကကိုယ့်ပြဿနာနဲ့ကိုပဲနေကိုယ့်ကိစ္စကိုရှင်းမငေါ့လေနေစရာတကယ်အကူအညီလိုလို့ပြောနေတာနော်မဟုတ်ဘူးလောက်ခဲ့တယ်မြအရာအားလုံးအတွက်တင်းစီရှင်ကုန်နှုတ်ပိတ်နေခဲ့တာတွေကတိတ်နေရပေးဖို့မလုံလောက်လို့လားဟာငါဟိုးရဲ့မြောက်ကငါလာပြန်ချောက်နေငါ့ကိုချင်းချောက် နင့်ဟောင်ကစုံပြစ်လိုက်ရင်နင့်ရဲ့ဘဝပြတ်သွားမယ်ဆိုတာနင့်ကောင်းတယ်မနည်းနည်းမှတ်ထားလိုက်